ကျမရဲ့ post အောက်မှာဒီမတ်လေးကိုသဘောကျလို့ကျွန်မပြန်ဖြေလိုက်မယ်နော်။ယောက်ျားကိုတဲ့မိနေလောက်ပါပြီတဲ့မိန်းမတွေကတဲ့ဒီလိုပါပဲတဲ့။ကြည့်ရတာကျမနဲ့ချစ်လင်အကြောင်းကိုကျမပြောတော့ तू ကကျမကိုကြည့်ပြီးတော့ဗောနော်။ကျမရဲ့လမိုက်ညရဲ့ဒုက္ခအခက်ခဲတွေရှင်တန်ကျော်ဖြတ်ပုံတွေကိုသူကြည့်ပြီးတော့ကျမကိုအကယ်ဒမီပေးထားတာနဲ့တူပါတယ် ခဲ့တာသူကကျမကိုအကယ်ဒမီပေးထားပြီးတော့အဲ့ဒီလက်မိုက်ညံ့ညော်ပဲစက်ထားချင်တာပေါ့နော်အဲ့ပုံစံတက်ရောက်နေသလားလို့ကျမမှလည်းလက်မိုက်ညံ့မှာနေကြော်လွန်ပြီးတော့မှနေမင်းကြီးလေးတွေလတာတာလေးတွေကိုကျမကြိတ်ခွင့်မရှိတော့ဘူးလားရှင်ကျမကိုအဲ့လိုလက်မိုက်ညမှာထားပြီးတော့မင်းကိုငါအကယ်မီပေးထားတယ်မင်းလက်မိုက်ညမှာပဲအမောင်ခဲမှာမင်းဆက်နေပါဆိုတဲ့အချိုးမျိုးတော့ မပြောနဲ့လေရှင်တာမတရားတာကြတာဗောကျမမှာနေအောင်ချီရဲ့လပတဲ့ရှုခင်းလေးတွေနေအောင်ချီအောက်မှာခံစားခွင့်လေးတွေလာတာမှုရဲ့အညံ့မှုတွေရဲ့ခံစားမှုလေးတွေကျမလည်းခံစားခွင့်ရှိပါတယ်နော် ရှင်ဒီလိုမတရားမပြောပါနဲ့ကျမအဲ့လိုပြောချင်တယ်စိတ်ဝင်စားစရာမှန်လေးတစ်ခုတွေ့လို့ဖြေမယ်နော် အချောက်ထဲမှာတော့တဲ့ဒီအချောက်ကတဲ့အရန်ချောတယ်ဗျာတဲ့နန်းဆန်တယ်တဲ့ဖြစ်လျာဘဝတိုင်းမှာမိန်ကလေးဖြစ်ပါစေဗျာတဲ့ဟာကျေးဇူးတင်လိုက်တာဒီလိုဆုတောင်းပေးတာသိလားကိုရီးယားလေမိန်ကလေးဖြစ်ချင်လို့လို့ပြုတ်ပြင်ပြောင်းလဲထားတာခန္ဓာကိုယ်တစ်ခုလုံးကိုတော်တော်ပြည့်စုံသွားပြီအခုလေပြန်ပြင်ဖို့တစ်ခုပဲကြံ့နေအတန်အတန် အာအတန်ဆိုတာနဲ့တခြားမတွေးနဲ့နော်တို့တွေကတိုင်းရင်သူဆိုတော့လေစကားတော့တိတ်မပြီးတချမ်းနဲ့တောင်းဝန်ဘူးနဲ့တိတ်မပြီးအတန်လေးပဲကြံလာပြင်ဖို့နော်ဆူတောင်းပေးအောင်နော်တတာ post ခုအောင်မှာဒီမန့်လေးကိုသဘောကျလို့ကျမပြန်ပြောမယ်နော်ကျမနဲ့ချစ်လင်ကိုနားထောင်ပြီးတဲ့ကျမကိုကိုချင်းစာပြီးတော့အားပေးတော့ဗောနော်တိုင်းပုံမှာစကားများများပြောပြီးပါဆိုတော့ ကြည့်ရတာကျမစကားများများပြောတာအောင်နားထောင်ချင်တယ်နဲ့တူတယ်အဟုတ်ပါပြီအဲ့ဆိုရင်ကျမစကားပြောမယ်နော်ကျမဘာကြောင်ပြောမလဲဆိုကျမကိုအမေးများတဲ့မိကုံးပြောမယ်ပေါ့နော်ဘာမေးကြလဲအပြင်မှာလဲကျမကိုမေးတယ်ကွာအမသမီးနှစ်ယောက်ကတဲ့အရွယ်တအားกว่าတယ်နော်တဲ့ဟုတ်တယ်ကျမသမီးနှစ်ယောက်ကအသက်10နှစ်กว่าအကြီးနဲ့အငယ်က10နှစ်တောင်กว่าကျမရဲ့ကျမအမျိုးသားလဲ10နှစ်กว่าတယ် ဲ့တော့တို့မေးချင်တာဘာဖြစ်လို့အဲ့လောက်กว่าလာလဲတဲ့တို့ကဟိုပြောချင်တာကျမတို့ဟိုဒီအိမ်ထောင်တစ်ခုတည်းဟုတ်ရဲ့လားဗောဒီသမီးနှစ်ယောက်อ่ะအဲ့လိုပုံစံမျိုးမေးချင်တယ်ဆိုတာကျမနားလေပါကျမသမီးနှစ်ယောက်อ่ะအသက်10နှစ်กว่าမှန်တယ်ကျမကကျမဒီအိမ်ထောင်တစ်ခုတည်းပဲเนาะကျမဒီအိမ်ထောင်ဒီအမျိုးသားတစ်ယောက်ပါပဲကျမသမီးနှစ်ယောက်စလုံးอ่ะဒီအဖေတစ်ယောက်တည်းပါပဲเนาะရှင်းရှင်းပြောရရင်ဒီသမီးနှစ်ယောက်ကို ကျမကမွေးတာတလဲသီးပဲเนาะတလဲသီးမှတလဲသီးပါပဲအဲ့လိုဖြည့်ချင်တယ်နောက်တစ်ခုကသူတို့မေးထားတော့ဗောနော်အဲဘာလို့ကလေးနှစ်ယောက်ဝယ်ယူလာလဲတဲ့ဘာလို့ကလေးနှစ်ယောက်ဝယ်ယူလာလဲဘာလို့များများမယူလဲလို့ထပ်မေးပြန်ရောအဲ့နဲကျမပြောချင်တယ်ကျမဘာပြောချင်လဲဆိုတော့อืมဝင်းဒလော့ဆိုက်ပဲထွက်လာမယ်ဆိုရင်ကျမ10ယောက်မကလိုချင်ပါတယ်လို့ ကလေးဆယ်ယောက်မကွာမွေးပါတယ်လို့ပြောချင်တယ်โอเค